ုံလူသားသမီးတွေများအလုံးမင်္ဂလာပါဘုံလူသားသမီးတွေအတွက်ကိုဘဝတသက်တာမှာကြုံတွေ့ရမယ့်ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တို့နဲ့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီခါမှာအကောင်းလောကရန်ရှိပါဘူးနော်အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အကောင်းလောကရန်၄ပါးကတော့ရာသောတုခံပတ္တန္တာလာဘောဆိုတဲ့အကောင်းလေးနှစ်ဖြစ်ပါတယ်ကြံခဲ့တဲ့လေးနှစ်ကတော့အာရသောနော်ဒုက္ခံအနိဋ္ဌာအလာဘောဆိုတဲ့အဆင်မပြေတဲ့နှစ်တွေပေါ့နော်အဲ့ဒါလေးကထားလိုက် အဘယ်နည်းတွေစကောင်းလာမယ်ဆိုရင် ကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်နှစ်တည်းရပထမအဆုံးဘုရူသားသမီးတွေစကောင်းတတ်တဲ့နှစ်ကတော့ဘဝအသက်ပြန်စရမှာလေစီးပွားလလာပါတယ်ငွေကြေးကိစ္စတွေစအဆင်ပြေမဲ့နှစ်ကတော့အသက်20 28 36 44 50 60 68 86 94 90 92အဲ့ဒီနှစ်တွေကတော့ရောင်းတက်ရောက်တဲ့စဝင်လာဖြစ်တဲ့အတွက်เนาะ ဝိနည်းလည်းဟိုတိုင်ထိတ်မှာရှိတယ်ကဘုရူသားသမီးတွေကအင်မတန်မှကောင်းတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ငွေတွေဝင်လာတတ်တယ်နော်ဟိုအကျွေးတွေပါပြန်ရတတ်တယ်စုံးမလို့ထင်ရတဲ့ငွေတွေပါတွေကဆိုပြန်ဝင်လာတတ်ပါတယ်အလူတန်းတွေလည်းပြုလုပ်ရတယ်ကားပိုင်တွေပါကားတွေပါတွေဝင်လာတတ်တယ်နော်စီးစရာရင်းရထားတွေဝင်လာတတ်တယ်အဲ့လိုနဲ့ထဲရောက်လာပြီဆိုရင်ကိုယ်အနေမသာဖြစ်နေတဲ့သူတွေအောင်ဒေးစားလာမယ်ကိုယ်ကိုပြီးတော့စုပ်ကောလက်ကောပွင့်လာတတ်တယ် ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုနဲ့တည်းရောက်လာရင်သူကကြည်ကောင်းလာတယ်အဓိကသတိထားမှာရာဟုသက်ရောက်တဲ့ရောက်လာပြီဆိုရင်ဘယ်နေသားလို့မဆိုလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေရှုပ်လို့မရဘူးလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေအရှုံးထွေးပြုတ်လောက်တယ်ဆိုရင်အာလက်တွေပိတ်သွားတဲ့တည်းကံတွေနှိမ့်သွားတဲ့ပါတယ်အဲ့တစ်ချက်ကတော့ဒါဂရုစိုက်သတိထားမှာဖြစ်ပါတယ် အဲ့ဒီရောက်တဲ့ရောက်တဲ့မှာဘုံလူသားကြီးနေနေရမဟာဘုတ်တကျွဲနေနေရအနေငယ်အညာခိုင်ဖြစ်တတ်ပါတယ်မိမိရဲ့မြမမွေးတဲ့ကလေးကိုမြမအခုခုနှစ်နဲ့စားလိုက်လို့တကျွဲနဲ့ဘုံလူတွေတွေ့ကြတော့အနေငယ်အညာခိုင်လေးတွေမဆိုးတလောက်ဖြစ်ပေါ်တတ်ပါတယ်အဲ့လိုနဲ့ထဲရောက်လာပြီဆိုရင်ဘုံလူသားသမီးပေါ့နော်ဘုံလူ52နှစ်မှာဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လေနဲ့ပတ်သက်တာတွေပါဒုက္ခပြည့်တဲ့တယ်ကိုတချမ်းသေးတာတွေပါဖြစ်တဲ့တယ်52နှစ်မှာဂရုစိုက်မှာဖြစ်ပါတယ်ဂုံတိတ်ခါတွေပါတိကြိုက်တဲ့တယ်အဲ့လိုမဖြစ်ဖို့အတွက်ကိုဘုံလူသားသမီး52နှစ်မှာအညက်ခိုက်ဖြစ်ပေါ်နေတယ်ဆိုတော့တနေ့နာလေးညနေပိုင်းမှာ3နိုင်လောက်မှာကျွေခရားအဖြူတစ်လုံးထဲမှာ900အမွေ100ထက်ထည့်ပြီးတဲ့ခါမှာလေနောသွားအသားမဲတဲ့ကလာဖွေးတူကိုအဲ့ဒီကျွေခရားအဖြူရောကွန်းတွေကွန်းရွက်တွေရော ကိုရအောင်လှူဒါန်းမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာကျန်တဲ့အတပိုင်ချာကြောက်နေသူတွေဆိုရင်တော့ငွေတွေပါတယ်ဝင်လာတတ်တယ်ကိုကငွေမရှိဘူးဆိုတော့ကိုပေးမဲ့ကမ်းမဲ့သူတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကံတွေကောင်းမှန်တွေကံတွေစကောင်းမှန်နှစ်ဖြစ်ပါတယ်ဖရားစင်းလို့ဆိုရင်ဖရားပုံတော်တွေကြွလာတတ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာအညာခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင် ရက်သက်စေလူရမ်းမှာဖြစ်ပါတယ်ဇေရီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းမှာဖြစ်ပါတယ်ဖရာရုပ်ပွားတော်ရင်ဘတ်တော်မှာရွှေပြားဆန်တပြားချပြီးလူရမ်းမှာဖြစ်ပါတယ်လောကဝိသူဆိုတဲ့ကုံတော်ကိုအတိတ်ကပတိစိတ်ပေးရမှာဖြစ်ပါတယ်ကြာပန်းအဖြူရောင်လူရမ်းပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှက်လက်ကိုဖရာမှာကြက်ချေကန်းလို့ပြီးတော့လူရမ်းပေးရမှာဖြစ်ပါတယ်ကပ်မှတ်ပြီးတော့ ဟိုလူသားသမီးတွေစီးပွားတက်မဲ့နဲ့လုံးသမ ्या အစီပြေမဲ့နှစ်ကနောက်တစ်နှစ်ကတော့အသက်73,27,29,30,45,53,67,69,89,85,93နှစ်ဖြစ်ပါတယ်။အဲ့ဒီထဲကြောက်နေရင်တောက်ကြတက်ရောက်ဖြစ်တဲ့အတွက်စီးပွားရေးတွေစကောင်းလာမယ်။အကျမ်းပါရေးကတော့အနည်းငယ်အညံ့ခိုက်တွေဖြစ်တတ်တယ်။နောက်တစ်ချက်ကအဲ့တောက်ကြတက်ရောက်ထဲမှာစီးပွားတက်မဲ့ဆိုရင်နာမည်မှာဘုံလူနဲ့စပြီးတော့စနေနဲ့စောင်းလာမျိုးဖြစ်တယ်နော်။ ရာလာဝါနဲ့စပြီးတာတာရနာနဲ့ဆုံးထားတဲ့နာမည်မှာဒါမှမဟုတ်နာမည်မှာတာတာရနာနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးထားတယ်ဆိုရင်နာမည်ကနှိမ့်ပြသွားမိတဲ့အတွက်အញ្ញန်ခိုင်လေးတွေအနေချင်းဖြစ်ပေါ်တတ်ပါပဲအဲ့လိုတောက်ကြတက်ရောက်ထဲရောက်လာရင်စီပေါ်တက်မယ်လို့သမျှလည်းအဆင်ပြေလာမယ်ရာတို့တို့နာမြေတွေပါတွေဝင်လာမျိုးတွေဆက်ပစ္စည်းဝင်လာမျိုးတွေဖြစ်လာမယ်အချက်တတိထားမှာတောက်ကြတဲ့အောင်မှာရှောင်ရမယ့်အချက်ကတော့ အာသူဝိုင်းသွားတာမျိုးတွေနားရီလိုက်ပူတာမျိုးတွေရှောင်ရှားတင်တယ်နောက်နားရီဝယ်တာမျိုးတွေပြုလုပ်တယ်နားရီသူများလက်ဆောင်ပေးရင်တော့မယူတပါဘူးနောက်နားအိမ်မှာနားရီအဟောင်းအပြက်ရှိရင်လည်းမထားတင်ပါဘူးအဲ့တော့ခကြီးဝဲတွေခကြီးတို့တွေတွေခကြီးနီးတွေသွားတယ်အဆင်ပြေမယ်ကောင်းတဲ့ခကြီးမျိုးတွေဖြစ်ပါလိမ့်မယ်နော်ယာစုတွေတက်မယ်အဲ့လိုနေထိုင်ကြောက်လာရင်ဗုဒ္ဓသာသမီတွေနေနေက သုံးကျွေးပုံလူတွေဆိုရင်တော့အနည်းငယ်အညံ့ခိုက်လူတွေဖြစ်တယ်သုံးကျွေးဆိုရင်မမူတက်ကလေးကိုခုနှစ်နှစ်စားလိုက်တော့ဘာလို့သုံးကျွေးပုံလူတွေနေရတော့ဒီတစ်ပိုင်းချမှာအညံ့ခိုက်လူတွေမဆိုးသလောက်ဖြစ်တယ်ပါလေအဲ့လိုအညံ့ခိုက်ကြုံတွေ့နေရဗိုလ်မှူးသားသမီးတွေနဲ့ပြုလုပ်ရမယ့်နေရာကကိုယ့်ရဲ့ဗိုလ်မှူးနေတိုင်းအိယာရွှေ့ရမှာဖြစ်ပါတယ်နော်အစင်းရနမရတဲ့သူတွေကိုခရီးစရိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။အင်္ဂါနေတိုင်းစီသမဲငါးပွဲဖျားမှာလှူဒန်းပေးရမှာဖြစ်ပါတယ်။အုံသမီးအုံသီးမထည့်ရပါဘူး။ ောက်ကြတာပရင်းနေတိုင်းမုံစိမ်းပေါင်း၃ပကံလူရမ်းပြပါအုံးပြီးမထည့်တင်ပါဘူးအဲ့တော့ကောင်းတဲ့နှစ်နောက်စီးပွားတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်တက်မဲ့ပြီးတော့ဘုံလူသားပြည့်ရဲ့အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်တယ်တနေ့ကလည်းတက်ရောက်အဲ့တနေ့ကတက်ရောက်ဒီဘုံလူသားပြည့်ရဲ့မွေးနံဒီတန်းစီတိုင်ထိတ်ဖြစ်တဲ့အတွက်အင်မတန်မှကောင်းပါတယ်ငွေကြေးလက်လာပါတယ်တော့အိုးပိုင်ပိုင်ရတာမျိုးတွေအလှူတန်းပြုတ်ရတာမျိုးတွေအိမ်တော်ကြတာမျိုးတွေကြရင်လည်းကောင်းသောကြခြင်းဖြစ်မယ် နော်ရေရှည်တည်ပြင်းမယ်အဆင်ပြေမဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းခြားဟာတော့တနေ့ကိုတက်ရောက်ကြာရောက်တဲ့အသက်ပိုင်းခြားအသက်22,30,38,46,50,4နော်62,80,86,64ဖြစ်ပါတယ်အဲ့ဒီထက်ကြာရောက်နေရင်အိုးပိုင်းပိုင်းရတဲ့အိမ်အောင်ကြတာမျိုးတွေအိုးတဲ့အိမ်တွေဝင်တာမျိုးတွေကြုံတွေ့တတ်တယ်။ချက်သတိထားမှာကမဟာဘုတ်၅ကျွင်းပုံတခုတွေနေနေအထုံးပွား ဟုတ်လို့အနေနဲ့ကြတော့အញ្ញမ်းခိုက်နေပြီကြုံတွေ့ရတယ်။မြူးမြူးမှာမိုးတက်ကလေးခုနှစ်နဲ့စားလိုက်လို့ငါးကျွန်းတယ်။ဒါဘုံလူဖြစ်တဲ့အတွက်အထုံးမွားဖြစ်နေပြီ။အဲအထုံးမွားတွေအတွက်ကြတော့အနေငယ်အញ្ញမ်းခိုက်နေပြီကြုံတွေ့ရတဲ့အိမ်လူရဲ့ကိစ္စတယ်အိမ်တော်ရဲ့ကိစ္စတယ်နော်။အဲ့ဒီထဲကြအောင်နေလုပ်ငန်းတွေတိုးတက်လာမယ်။ဟောယာရုတွေတိုးတက်တာမျိုးတွေကြုံတွေ့ရတယ်စီးပွားရေးတွေလည်းကောင်းလာမယ်။လုပ်ငန်းတွေလည်းကိုစဉ်းစားထားတဲ့လုပ်ငန်းတွေလုပ်ဖြစ်အောင်လုပ်ပါ။ အဲ့ဒီထက်ကြောက်နေတယ်ဆိုရင်အញ្ញမ်းခိုက်တွေကြုံတွေ့နေတယ်ဆိုရင်အဲ့ဒီနဲ့ကြောက်ရောက်နေတာတပ်ပိုင်းချမ်းမှာအញ្ញမ်းခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တနည်းဥတွေနေတိုင်းဇီးတူစုစုရဲ့တနည်းဥတွေထောက်မှာဖျောင်းနိုင်ပြီစီမီပဲပြီတက်စေလူတန်းမှာဖြစ်ပါတယ်။အဲ့ဘုံလူနေတိုင်းရှောက်တီးတုပ်လူတန်းပြီပါနော်။ဒါတနည်းဥတွေတက်ရောက်ရေရာဖြစ်ပါတယ်။အဲ့ဘဲသားကိုအုံးလို့နဲ့ချက်ပြီးလေးစင်းချိုင်ဆိုင်ကိုထက်ထက်ပြီးဖုံးရောက်ပို့ပါ။အဲ့ဒါအောင်လေတနည်းဥတွေနေတော့မဟုတ်ဘုံလူနေမှာပြုတ်လို့ရပါတယ်။ ထပ်မံပြီးတော့ဘုံလူသားတွေအနေနဲ့အကောင်းဆုံးနဲ့ဒီစူကြီးပေါက်တာတော့ငွေလေးထောက်ထန်နေဝင်တာတော့ငွေလုံးရင်းဝင်တတ်တဲ့နှစ်တင်းနာတက်ရောက်ထီတောက်ထီပေါက်တာမျိုးချဲပေါက်တာမျိုးပေါ့နော်ကောင်းတဲ့နှစ်ကတော့ဘုံလူသားသမီးမိတို့ဆိုအသက်15နှစ်23 33 39 55 63 81 89 89ပါအဲ့ဒီတကြအောင်နေရင်အလူတန်းတွေပြုတ်လို့ရတဲ့မင်္ဂလာကိစ္စတွေပေါ်တဲ့နော် အဲ့တော့ငွေတွေအမွေရဆိုတော့ငွေတွေဝင်လာတယ်ထီပေါက်ချဲပေါက်ပဲရှိတယ်မဖြစ်ပါနဲ့အဲ့ဒီထဲမှာထီတွေပါလေထိုးတင်နှစ်တို့ခွန်တို့ကဏ္ဍမြတ်ပါတယ်ကဏ္ဍမျိုးရှာပြီးထိုးပါတစ်ချက်တည်းထားမှာ48နှစ်နဲ့59နှစ်ကြာရောက်နေတဲ့ဘုံလူသားသမီးတွေနဲ့ကျမ်းပါရေးမြတ်တဲ့လူလိန်ခံရတဲ့နော်48ရဲ့59ရဲ့လူလိန်ခံရတဲ့ သူတစ်ပါးရဲ့မတော်မတရားပြောဆိုခြင်းကိုလည်းခံရတတ်တယ်၄၈နဲ့၅၈ပဲအဲ့လိုအပြောခံရပြီဆိုရင်အရင်ခိုက်ကြုံတွေ့နေရဆိုရင်တရင်နာနေညနေ၃နာရီမှာအသက်ကြီးကြီးကလမာကြီးတူကိုရှာပြီးတော့ဝေပေါင်းတထောင်ဒါမှမဟုတ်တသိန်းတသောင်းတသောင်းတထောင်အဲ့လိုလူတန်းရမှာဖြစ်ပါလေစက်တကနံလူတန်းပေးရမှာဖြစ်ပါအဲ့လိုနေတဲ့ကြားအောင်လို့ပြအရင်ခိုက်ကြုံတွေ့နေတယ်ဒီပုံတစ်ခုပေါ့နော်ဘောလူတွေတန်းမှာမှနောက်တစ်ချက်က မဟာဘုတ်6ကျွင်းဘုဒ္ဓရာဇဘွားပေါ့နော်6ကျွင်းရာဇဘွားဘုဒ္ဓရဲ့နေတာတင်းတာတက်ရောက်မှာညံ့ခိုက်ကြုံတွေ့တယ်ပြီအဲ့လိုညံ့ခိုက်ကြုံတွေ့ပြီဆိုရင်ကြာဘူး2ပွင့်တေစပန်း6ပွင့်ဖះရပါကတ်လို့ပူသွားမယ်နဂယုံဖះရပါထင်ကြခဲဆက်တခဲကိုဆက်ကူဆက်ကူကြော်ထဲမှာထည့်ပြီးတော့ကတ်လို့ပူသွားမှာဖြစ်ပါလေအမွှေးနဲ့သာရှင်နဲ့တင်းနာတော့မှရှိတယ်ဖះဆင်းလို့တော့ရေဖះဆင်းလို့တော့တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံမှဆိုရင် အញ្ញံခိုက်ပြီးပြေပြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုအကြောင်းအရာတွေပြင်ဆက်ပေးသွားမလဲပေးသွားမလဲဆိုတာကိုလည်းကိုယ့်ဘက်မှာရေးသွားမှာပါအဲ့ကျွန်တော်မိတ်ဆွေများအားလုံးအဘေးပြာဝေးကွာကြပါစေစမ်းမှာချမ်းသာကြပါစေ